အားလုံးမင်္ဂလာပါ UK match တရဲ့ Facebook နဲ့ YouTube channel အားလည်းကြိုဆိုပါရစေ Champion ဖြစ်တဲ့တဲ့အားလုံးမင်္ဂလာပါဘာဆိုနာသင်းရဲ့နီးပြ Hansi Flick က Paris Saint-Germain ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာသူတို့အသင်းရဲ့အမှားတွေသူတို့အသင်းရဲ့အခြေအနေနဲ့သူတို့ရဲ့ reality check ကိုဒါသူကပွင့်ပွင့်လင်းလင်းနဲ့ဒါထုတ်ဖော်ပြောကြားခဲ့တယ်ဆိုတော့ Barcelona ကပြီးခဲ့တဲ့နှစ်က Champion League မှာရေပန်းစားတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ PSG နဲ့သူတို့တွဲကွန်မရပဲ semi-final မှာသူတို့ Inter Milan ကိုရှုံးတယ် အဲ့အင်တာမီလန်ကိုပါရစ်စိန်ဂျာမင်က final မှာ၅ဂိုးပြတ်နဲ့နိုင်ပြီးတော့ချန်ပီယံလိချန်ပီယံဖြစ်သွားတယ်ဆိုတော့သူတို့နှစ်သိန်းတွေ့တယ်ဆိုတော့ BHC ကဘာဆိုနာကို Spotify Camp Nou ပေါ့လေ Camp Nou မှာ၃ကြိမ်တိတိနိုင်ထားတယ်ဒီကြိမ်ကအခုမွန်ဂျိုရီမှာကန်တယ်ဆိုတော့ဘာဆိုနာပေးတက်တော်တော်များများကအရင်ကရိုနယ်အာရူကိုဖြည့်ရအပါဝင် ပါရစ်စိန့်ဂျာမိန်ကိုအတိုက်တာဒုတိလက်စားချေရှင်တယ်။ PSG ကဘာစလိုနာကိုကီလီယန်အမ်ဘပ်ပေဟက်ထရစ်အပါဝင်ဇက်တိုက်ကိုဘာစလိုနာကိုဖျောက်လာခဲ့ရင်းနဲ့ဒါမနေ့ညကကစားခဲ့တဲ့ပွဲဆိုရင်ဒါဒူရီလည်းမပါဘူး၊ဒမ်ဘေးလီလည်းမပါဘူး၊မာကီညိုလည်းမကဘူး၊ဗာရက်စကီလီယာလည်းမပါဘူး။လူငယ်ကစားမလေးအချို့နဲ့ပါရစ်စိန့်ဂျာမိန်ခါကြတော့ဘာလဲဆိုတော့ကျွန်တော်ဘာမြင်လဲဆိုတော့လူ ਈ စနီကေလိုထိတ်တန်းနိပြတွေကသူတို့အသင်းကိုအခိုင်အမာတိဆောက်ထားတဲ့အတွက်ကြောင့်ဘယ်ကစားမပါလို့ ဂွာဒီယိုလာအရင်တုန်းကလည်းလို့လေဘသူတူတယောက်ကလူပြောင်းသွားပြောင်းသွားမူမပြောင်းဘူးပုံစံမပြောင်းနေအတွက်ကြောင့်ဘာဖြစ်လဲဆိုတော့အဲ့အသင်းကတော်တော်ဘာမှသိမဖြစ်ဘူး easy စီပဲအခုဆိုပြပထမပိုင်းဒီပွဲမှာဆိုပြီး PSG ကိုဘာဆိုနာကအဝေးကွင်းဘာဆိုနာကွင်းမှာ PSG ကအဝေးကွင်းလာကစားတယ်ဘလုံးပိုက်ဆိုင်မှုလည်းတားတယ်ဘိုးပေါက်ကန်သွင်းမှုလည်းတားတယ်ဂိုးပေါက်ကန်သွင်းတက်မှုလည်းတားတယ်နောက်ဆုံးအဆုံးသက်မှာနိုင်ပွဲလည်းရအောင်ယူသွားတယ်ဆိုတော့ ဒါ BHC တို့က comfortable ပဲဒုတိယပိုင်းမှာသူ Vatinya တို့ဥဆောင်နေကွင်းလေတော်တော်လေးလှုပ်ဖြစ်တယ်ပထမပိုင်းအဲ့ Vatinya ရဲ့အမားကြောင့်ပဲ BHC ဥဆောင်ကိုပေးလိုက်ရတယ်အဲ့ဒါတော့ Barcelona ရဲ့ class ပဲ1 2 1 2 1 2နဲ့ဒုံးဆိုသွဲသွားတာ Danny Omo တို့လည်း chance တွေရတာပဲအဲ့ chance တွေသူအသုံးမချနိုင်ဘူးဒါပေမဲ့ Hansi Flick ရဲ့ highlight ကလည်းဒီနေ့ပွဲကို cost ဖြစ်သွားတယ်ဒါပေမဲ့လည်း Hansi Flick ကိုယ်တိုင်လည်းဝန်ခံတယ် Paris Saint-Germain level ဟာသူ့ level မဟုတ်ဘူး ပြည့်ရှိကသူတို့ထပ်ပူမြင့်နဲ့သူတို့ထပ်ပူကောင်းနဲ့သူတို့ထပ်ပူပြီးတော့အရေးသွေးပိုင်ဆိုင်ထားတဲ့ level သူတို့ထပ် next level တဆင့်မြင့်နဲ့ဆိုပြီးသူဝန်ခံသွားတယ်ဒါကတော့ဒါဒီပြတယောက်ရဲ့ခံယူချက်ပဲ okay ဒီကောင်တွေငါထပ်ပူကောင်းတယ်ဒီကောင်တွေငါထပ်ပူတော်တယ်သူတို့ငါထပ်ပူလို့ပြနိုင်တဲ့အတွက်သူတို့ကငါတို့ကသူတို့ level မဟုတ်ဘူးသူတို့ထကငါတို့ထက် level မြင့်နေသေးတယ်ငါတို့ဒီအဆင့်ကိုရောက်ဖို့ step by step တက်ဖို့လိုအပ်နေသေးတယ်ဆိုတဲ့သဘောတရားပဲတကယ်လဲဒီ louis sinique အသင်းက ပထမတနေ့ဆက်စားချင်သူရောက်တဲ့မှာ Champions League Semi Final ရောက်တယ်။နောက်နေ့ကျတော့တန်းပြီးတော့ Champion တန်းဖြစ်တယ်။အခုဆိုရင် PSG ကဒါ club world cup final မှာ chelsea ကိုရှုံးခဲ့တာကလွဲရင်သူတို့အသစ်တော်တော်လေးကောင်းတယ်ဗျာပြည်သစ်ပြည်တွင်းဖလား၃လုံးရတယ် champion league ရတယ်အဲ့ဒါကိုမှ super cup ရတယ်အဲ့ဒါကိုမှအခုလက်ရှိမှာဒါ champion league ရဲ့ open နဲ့မှာလဲသူတို့အခုဟို louis sinney က champion league မှာ၁၈ပွဲနိုင်တယ်ဒါပြည့်ရှိနီးပြ lauren brand စံချီတင်ထားတဲ့စံချီကိုမှချိုးတယ်ဆိုတော့ barcelona နီးပြ hansi flick ကတော့ louis sinney အသင်ကသူတို့ထက်ပိုကောင်းတဲ့အဆင့်သူတို့ level အဆင့်တန်းဟာ ဘာဆိုနာအသိမရောက်သေးဘူးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ရှုံးပွဲအတွက်သူတို့ဘာမှပြောစရာမရှိလို့ PSG ကတကယ်ကိုအကောင်းဆုံးအသင်းတစ်သင်းအဖြစ်ထိုက်တန်တဲ့ကြောင်းနဲ့လူးဝီစီနီကီကိုလည်းချီးကျူးလိုက်တယ်ဒါတော့အကောင်းတာပေါ့လေဒါအောင်ကြည့်ချင်အဖြစ်ဘာဆိုနာအသိအနေနဲ့ဒါအိုက်ခန်စစ်ပိုင်းမှာကူဘာစီနဲ့အင်ဒီဂိုမာတီနက်အတွဲမှာဘလောက်ထိအင်ဒီဂိုမာတီနက်ကိုသူတို့ miss ဖြစ်လဲဆိုတဲ့အချက်ပဲနောက်တစ်ခုကဒီဒီပွဲမှာအာရူဟိုသူတို့သုံးတင်တယ်ဘာဖြစ်ဖြစ်ပါရီစိန့်ဂျာမိန်ကလူမဆုံတဲ့ဂျာမား အဝေးကွက်မှာဘာဆိုနာကိုနိုင်တာဒါလည်းဆို၄ချိန်ရှိပြီဒါကဘာဆိုနာတင်းအတွက်တော်တော်လေးတော့ဆူဆူဝါဖြစ်ပေမဲ့ PSG ကအခုဆိုရင်တော်တော်ကောင်းသွားပြီဗျဒီတင်းကအခြေခံသွားပြီအခြေခံသွားပြီဘသူကစားကစားဘသူလူငယ်ကစားကစားပေါ့လေဆိုတော့ဒါဘာဆိုနာနီးပြဟာဆီဖလစ်ကိုဒါဝင်ခံခဲ့ပြီသူတို့ ਨੇ level အဆင့်တန်းကွာဟနေပြီးတော့အကောင်းဆုံးအသင်းဖြစ်တယ်လို့ချီးကျူးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်